လောင်လုံးမြို့နယ်တောင်ဘက်ကကြေးရွာတွေကိုစစ်ကောင်စီရေတက်ကဒီကနေ့နေ့လယ်ပိုင်းမှာစစ်သည်မော့ကနေလက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ကြောင်နေမော်ကြေးရွာဘက်ကနေတဝဲမြစ်ကြောင်အတိုင်းဆန်တက်လာတဲ့စစ်ကောင်စီစစ်သည်မော့ဟာဒီကနေ့ဂျွန်လ28ရက်နနက်10:00နာရီကျော်မှာရဘဲကြေးရွာနဲ့ပြင်ကြီးရွာတွေဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဒေသခံတချို့ကပြောပါတယ်။လက်နက်ကြီးအချက်ရေ15ချက်ထပ်မနေပစ်ခတ်ခဲ့ပြီး လက်နက်ကြီးအများစုဟာဇလွတ်ရွာနဲ့ပြင်ကြီးရွာကြားကကြောက်ပြင်တောင်ဘက်ကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်စစ်သည်မော်ကလက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့်ဇလွတ်ပြင်ကြီးရဘဲကြီးရွာကဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒဝဲခရိုင်မှာလက်ထွန်ရက်ခတေအေကကို ပြီးခဲ့တဲ့နှစ်ကထက် ကျပ်3000ကနေ9000ခန့်အထိဈေးတက်လာတယ်လို့ဒဝဲခရိုင်ကလယ်သမားတချို့ကပြောပါရယ်။နယ်မြေတည်ငြိမ်အေးချမ်းမှုအလုသမားရရှိမှုအပေါ်မူတည်ပြီးဒေတာတစ်ခုနဲ့တစ်ခုလက်ထွန်ဆက်ငားရန်ခအလုသမားငားရန်ခဈေးနှုန်းကွာဟမှုရှိပါရယ်။ပြီးခဲ့တဲ့နှစ်ကတချို့ဒေတာတွေမှာတေကကိုလက်ထွန်ရက်ခကျပ်သသိန်း4000ခန့်ရှိပြီးတော့တချို့ဒေတာတွေမှာတော့ကျပ်သသိန်းခွဲခန့်ရှိတယ်လို့လယ်သမားတချို့ကပြောပါရယ်။ ီနေ့မှာတော့လက်ထွန်ရက်ခဟာတေကကို3,800ကနေ2,000ကျပ်အထိပေးရတယ်လို့လယ်သမားတချို့ကပြောပါတယ်။တိုက်ပွဲဖြစ်နေတဲ့ဝင်းဝစခန်းအနီးကမင်းတက်ကြီးရွာမှာလဲလက်တေကထွန်ရက်ခဟာနှစ်သိန်းကျပ်ဖြစ်နေပြီးပြီးခဲ့တဲ့နှစ်ကထက်ကျပ်9000ဈေးတက်လာတယ်လို့လယ်သမားတဦးကဆိုပါတယ်။စပားပေါ်မှာလက်ထွန်ခပေးရင်စပား18တောင်းပေးရပြီးအလုသမားငှာရန်ခကတော့တရက်အတွက်စပား2တောင်းပေးရတယ်လို့အဲ့ဒီလယ်သမားကဆိုပါတယ်။ ဆန်နဲ့ဈေးဝါစားသုံးစီတွေစက်သုံးစီဓာတ်မြေဩဇာတည်ယူခွင့်ပိတ်ပင်ကန့်တတ်ထားတာအလုသမားရှားပါလာတာစက်သုံးစီနဲ့တွင်းအားစုတွေဈေးနှုန်းမြင့်တက်လာတာတွေကြောင့်ထုံရက်ခတွေလည်းဈေးမြင့်လာတာဖြစ်တယ်လို့မင်းတက်ရွာကလေသမားကပြောပါတယ်။ကိုပိုင်ထွန်ဆက်ရှိပေမဲ့နေမြေမအေးချမ်းမှုကြောင့်ငါရန်ထွန်ရက်နေရတယ်လို့ရေပြူမြို့နယ်တစ်တူထောက်ကြေးရွာအုပ်စုကလယ်သမားတအူးကပြောပါရယ်ထွန်ရက်ခပြိုးခဓာတ်မြေဩဇာဖို့ ရိတ်ချွေခနဲ့အလုသမားစရိတ်တွေထပ်ပေါင်းရင် တွက်ချေမကိုက်ဖြစ်လာတယ်လို့အဲ့ဒီလေသမားကပြောပါတယ်။တွက်ချေမကိုက်ပေမဲ့ဆန်တဲယူခွင့်ပိတ်ပင်ကန့်သက်ထားတဲ့အခြေအနေမှာဆန်အခက်ခဲမရှိစေဖို့အတွက်စိုက်ပျိုးလောက်ကင်နေရတာဖြစ်တယ်လို့လေသမားတချို့ကပြောပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့ဒေသတွေနဲ့မကြာခဏတိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာတော့နယ်မြေမအေးချမ်းမှုကြောင့်လေကိုပစ်ထားရသူတွေများလာတယ်လို့ဒေသခံတချို့ကပြောပါတယ်။ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းတနင်္သာရီမြို့နယ်တိန်ခွန်းရွာနီးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းရေးပူပေါင်းတပ်တွေဂျွန်လ26ရက်ကတိုက်ပွဲဖြစ်ခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်စီကနေသိရပါဗျ။တော်လိုင်းရေးတပ်တွေရှိတဲ့တိန်ခွန်းရွာကိုစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာတာကြောင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ဒီနေ့လုံးနီးပါးနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်တွေပြန်လည်ဆုတ်ခွာသွားတယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တကူကပြောပါဗျ။ အဲ့ဒီပြစ်ခတ်မှုမှာစစ်ကောင်စီဘက်ကထိခိုက်မှုတွေရှိပေမဲ့အရေးအတွက်အတိအကျမတိမပြုတ်နိုင်သေးဘူးလို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။အခုတစ်ပတ်တည်းစစ်ကား80စင်းနဲ့စစ်ကူလာတဲ့စစ်ကောင်စီတပ်တွေလည်းပိတ်ဆို့တိုက်ခိုက်ခံရမှုကြောင့်ပြန်လည်ဆုတ်ခါသွားရတယ်လို့ဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်မောတော်ကုံသွေးကြီးလမ်းကြောင်းကိုပြန်လည်စုမှုထိန်းချုပ်ဖို့စစ်ကောင်စီတပ်ကစ조사နေပေမဲ့6လကျော်ကြာတဲ့အထိတိမ်ခွန်းရွာအနီးကနေရှေ့ဆက်မတိုးနိုင်ပဲဖြစ်နေပါတယ်။ မြိတ်ခရိုင်ပလောမြို့နယ်ကြောက်ကကျေးရွာကပြူစောတိစခန်းကိုဂျွန်လ28ရက်ဒီကနေ့နနက်9:00နာရီမှာတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ပလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာပြူစောတိ3ဦးသေဆုံးပြီးတနက်9:00လက်အပါဝင်ခဲယံတချို့တင်းဆဲရရှိခဲ့တယ်လို့တိုက်ပွဲမှာပါတဲ့တော်လိုင်းရဲဘော်တို့ကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်အမှတ်1တပ်ရင်း ပလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖ KNDO တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျာ။